မင်္ဂလာညချမ်းလေးပါခင်ဗျာဒီကနေ့ညအတင်ဆက်ပေးမယ့်ဆက်လန်းလေးကတော့စာရေးဆရာတုံညရှိသားထားတဲ့တခိုင်ဆိုတဲ့လူမိုက်ဆက်လန်းကောင်းရဲ့အတွဲနှစ်ရဲ့အပိုင်းနှစ်ကိုပြောပြတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာ နားဆင်ခံစားပေးကြပါဦးခင်ဗျာ ောမီလောင်တောချောင်လက်ကမောင်းခတ်ဆိုသလိုခေကာလာမကောင်းတဲ့အချိန်မှာလူဆိုးလိုလိုလူမိုက်လိုလို လူတစုရှိပါတယ်။ကြားကြီးဥဆောင်တဲ့အဖွဲပဲဖြစ်ပါတယ်။ရွာအတွင်းမှာရှိတဲ့ဘုံဆိုင်တွေစိတ်ကမ်းမှာရှိတဲ့ငါးတိုင်ပဲတိုင်တွေအစားရှိသူတို့ကိုမိုက်ကြီးခွဲပြီးတော့ဆက်ကြီးလိုက်ပြီးတော့ကောက်နေတဲ့အဖွဲပဲဖြစ်ပါတယ်။ဘာရမဟုတ်ပဲဒီနေ့မှာစတန့်ထွင်ပြီးတရက်ချန်ထဲမှာ အရက်လာပြီးတော့တောင့်နေချပါတယ်စုစုပေါင်းက900ဖြစ်လေတယ်အဲ့ဒီအခိုက်မှာနှင်းမုံတယောက်ကထမင်းတောင်းကိုရွှတ်ပြီးတရက်ချံတဲကိုဝင်လာခဲ့ပါတယ်တရက်ချံကြီးမှလည်းလေးဧကကြော်ကြော်ခန့်ကျဲဝန်းပါတယ်ဟရဟိုမှာလာနေတဲ့တယောက်ကဘသူလဲကွာကြားကြီးရဲ့မိကုံးကြောင့်ပဲတပဲဖြစ်သူတယောက်မှအသေးအချာကြည့်လိုက်ပြီးတော့မတိဘူးဆရာ ဒီလိုဆိုတော့နောက်ထပ်တပည့်တယောက်ကဝင်ပြီးတော့ဖြေပါတော့တယ်ကိုတန်လစီရဲ့တမိပါဆရာရဲ့ခြာတိတ်ကလေးပါခြာတိတ်တာပြောတာစုံရောအုံရောအတော်လေးကိုတောက်တာပဲကွာရမကောများဝင်နေတဲ့မျက်လုံးများဖြင့်ကြားကြီးတယောက်မှာနှင်းမုံကိုစိုက်ကြည့်ပြီးဒီလိုပြောလိုက်ခြင်းပဲဖြစ်ပါတယ်အတော်လေးမူးလို့လေနေခဲ့ပါပြီနှင်းမုံကတော့အဲ့ဒီအဖြစ်အပျက်များကိုမသိပါဘူး ူလန်းသူအေးအေးဆေးဆေးရှောင်နေတယ်။ထားလိုက်ပါဆရာရဲ့။ကိုတန်လက်စည်းကကျွန်တော်နဲ့တိတယ်ဆရာရဲ့။ဘာကွာ။အဲ့ဒီတပည့်ဖြစ်သူရဲ့စကားပင်မဆုံးလိုက်ပါ။ကြားကြီးရဲ့လက်သေးကထိုတပည့်အပေါ်ကိုကြားရောက်လို့လာခဲ့တယ်။အဲ့ဒီနောက်မှာကြားကြီးမှဓမြောင်ကိုဆွဲကာထုတ်လိုက်ပြီးတော့ဟဲ့မင်းအရှင်လက်လက်ရှာဖြတ်ခံခြင်းနေရလားကွာဟမ်။ ီလိုဆိုတော့သူ့ဆရာရဲ့ရက်ဆက်ကြမ်းကြုတ်မှုကိုသိနေတဲ့တပည့်ဖြစ်သူမှဗဇပ်ပိတ်လို့သွားပါတော့တယ်။လိုရင်းတော်ရှင်ပြောရရင်ဇကားတွေ့တယ်မှလို့ညီမလေးတယောက်ထဲလာအကိုကြီးလိုက်ပို့ပေးရမလားလို့အင်ထိုပင်တားပြီးတော့ဝင်းမနေတော့ပါဒုတိယပြောတဲ့တပည့်ကလွဲပြီးတော့ကြားကြီးကအစပြီးအစင်လိုက်နှင်းမုံကိုချုပ်ပြီးအတ္တမကျင့်ကြပါတော့တယ်မိမသားဖြစ်တဲ့အပြင် လေးယောက်တယောက်ဖြစ်နေတာကြောင့်နှင်းမုံတယောက်မှဘလို့မှမယုံတာကဲအဲ့ဒီအပြင်ပါဇက်ကိုလည်းအဝဲစားပြင်အုပ်ထားတာကြောင့်အော်လို့လည်းမရဖြစ်နေပါတယ်ကြားကြီးတို့အပွဲမှာဘလောက်တောင်မှမိုက်ဆိုင်လိုက်တယ်လဲဆိုရင်အတ္တမအချင်းယုံမကပဲနဲ့လူကိုပါဆိုင်နဲ့နှိမ့်ဆက်သွားသေးတယ်လူကိုလူလိုမမြင်နဲ့လူတတိုက်ထံမှာပန်းကောင်းလေးတပွင့်အညွန့်ကျိုးသွားုံသာမကပဲနဲ့ကြွေကြမြေခခဲ့ရပါတယ် နေ့လယ်နှစ်ချက်တိခန့်ရှိပါပြီပုံမှန်ဆိုရင်၁၂နာရီလောက်ဆိုရင်နှင်းမုံတယောက်လျှောက်လာတတ်ပါတယ်ဒီနေ့မှာဘာတွေဖြစ်နေပါလဲအလောက်ကျန်းတမားပြီပြီဘိုက်ကလည်းစာလို့နေခဲ့ပါပြီနောက်တနာရီခန့်မှာတော့တာခိုင်တယောက်မှဘလုံးမှစိတ်မရှိတော့ပါသွားနေလာနေကြလမ်းဖြစ်တာကြောင့်စိတ်တော်သိပ်ပြီးတော့မပူမီအဲ့ဒီနောက်မှာလှုပ်လက်ဆအလုပ်တွေကို လက်ဆတတ်လိုက်ပြီး ကိုင်းခုတ်ဓာတ်ဆောင်ကိုထမ်းပြီးတော့ အိမ်ပြန်လာအတိုင်းရှောက်လန်းလိုလာခဲ့တော့တယ်။ဘာရဲ့ကြောင့်လဲတော့မသိပါ စိတ်ထဲမှာလင်းနေတယ်။တရက်ချံကြီးရဲ့တော်လန်းချင်းလေးတနေရာဟမ်လမ်းဘေးမှာပြန်ကျဲနေတဲ့နှင်းမုံရွက်လာနေကြသမင်းတောင်းလေးကိုတွေ့လိုက်ရလို့တောက်ခံတယောက်မှအန်အောလို့သွားတယ်လို့ရင်ထဲမှာလည်းထိတ်ခနဲဖြစ်သွားတယ်။အဲဒါကြောင့်မလို့ အနီးပတ်ဝန်းကျင်ကိုဟိုဟိုတီတီလိုက်ပြီးတော့ကြည့်လိုက်ပါတယ်။ဤတွင်မှာတော့ရက်ပင်ကိုင်းပင်တချို့ကျိုးကျေလဲချနေပြီးစော့ကြောင်းရတစ်ခုကိုတွေ့လိုက်ရလို့အဲ့ဒီလမ်းကြောင်းအတိုင်းလိုက်သွားပြီးတော့ကြည့်လိုက်တယ်။ပေတရာခန့်အကွာမှာတော့ကဘာကြီးပြိုလဲကြာသွားလောက်တဲ့မြင်ကွင်းတစ်ခုကိုတက်ခိုင်တယောက်မှမြင်တွေ့လိုက်ရတော့တယ်။ဝဲစလေခန္ဓာကိုယ်ပြင်နှင်းမုံတယောက်မှလဲကြလို့နေပါတယ် သေးသလားရှင်သလားတော့မသိရသေးပါအကိုလုံးမှလည်းဒံယာဒံချက်များဖြင့်ဗဒဘွားဖြစ်နေပါတော့တယ်တက်ကင်မှာကိုင်းကုတ်သားကိုပစ်ချလိုက်ပြီးနှုတ်ကလည်းညီမလိုဝမ်းကောင်းတန်ကြီးဖြင့်អော်လိုက်ပြီးတော့နှင်းမုံရှိရာကိုတဟုံတို့ပြေးသွားလိုက်ပါတယ်အဲ့ဒီနောက်မှာချစ်သူလေးရဲ့ခန္ဓာကိုယ်ကိုရင်ခွင်ထဲမှာဆွဲသွင်းလိုက်ပြီးအသက်ရှိမရှိအရှင်သုံးစမ်းကြည့်ပါတယ်အဲ့ဒီအခါမှာ အသက်ရှူတဲ့ခံပြင်းပြင်းကိုကြားလိုက်ရတာကြောင့်တက်ခိုင်တယောက်မှာဘာကုန်းမှစဉ်းစားလို့မနေတော့ပဲနှင်းမုံရဲ့ခန္ဓာကိုယ်အပေါ်မှာအဝတ်အစားတွေကိုကမ္ဘာကတန်းပြန်ပြီးတော့စိလိုက်ပြီးနှင်းမုံကိုထမ်းပြီးတော့တဟုံတို့ပြေးပြီးတော့ထွက်သွားတော့တယ်သူ့ရဲ့ဥတီယာမှာတော့တိုက်နယ်ဆေးရုံကိုဖြစ်ပါတယ်လက်ရှိနေရာနဲ့ဆေးရုံမှာအတော်ကလေးကိုလှမ်းပါတယ်သို့ပါတော့လေတက်ခိုင်မှာဘာကုန်းမှစဉ်းစားလို့မနေတော့ပါ နှင်းမုံကိုထမ်းပြီးတော့တက်ခိုင်တယောက်မှာရွာထဲကိုကမူးရှူတိုးပြေးလာတဲ့ဖြင့်အသီးမိတ်ဆွေ အပေါင်းအသင်းတွေမှာဘာဖြစ်လို့လဲလို့ဝိုင်းပြီးတော့မေးကြတယ်။သို့ပါတော့လေတက်ခိုင်မိသူ့မေကုန်းကမှပြန်ပြီးတော့မဖြစ်ပါဒီလိုအခြေအနေမှာဖြေအားလေဖြေမီမဟုတ်ပါဒီလိုဆိုတော့တက်ခိုင်တငယ်ချင်းတချို့အထောက်ကနေပြေးပြီးတော့လိုက်လာကြတယ်။ဆေးရုံကိုရှောက်လာခဲ့ပါပြီ။နှင်းမုံတယောက်မှာ အခြေပေါ်ခွဲစိတ်ခံတွင်လိုက်ရတယ်။ပြည့်ပြည့်စုံစုံမဟုတ်သေးပေမဲ့ဆေးရုံဆရာဝန်ကြီးမှာအင်ပါတန်ထိုးချွန်တာကြောင့်တော်ရုံအခြေပေါ်ကိစ္စများဆိုရင်တော့သူ့ဘာသာကင်တွေဖြည့်ရှင်တတ်ပါတယ်။ရင်ထဲမှာတော့နျူကလ িয়ার ဘုံဝင်ပြီးတော့ပေါက်သလိုခံစားချက်ဖြင့်ပဲတပ်ခိုင်တယောက်မှာခွဲစိတ်ခံအဝမှာတိတ်ဆိတ်စွာထိုင်နေပြီတော့တယ်။တောင်းနေတဲ့အခါမှာတော့ ဘယ်ကနေဘလို့တည်င်းချတယ်လဲမသိကိုတန်လစီတို့ဦးရပါရဖြင့်ရောက်ချလာကြတယ်လို့ဆေးရုံတာဝန်ရှိသူရဲ့အကြောင်းကြားချက်အရရဲတပ်ဖွဲ့ဝင် အချို့ပါရောက်ရှိလို့လာခဲ့ကြပါတယ်အားလုံးကတော့တက်ခိုင်ကိုဝိုင်းပြီးတော့မေးနေကြတော့လေတက်ခိုင်တခေါမှပြန်မပြေပဲခွဲစိတ်ကံတကားဝကိုသာထိုင်ပြီးတော့ကြည့်နေတယ်တက်ခိုင်ရဲ့မျက်လုံးတွေသည်ပုံမှန်မဟုတ်တော့ပဲအယူတယောက်လိုကြောင်စီစီဖြစ်လို့နေပါတယ် ဝမှာပထမဦးဆုံးအကျိန်စိတ်ရိုင်းတွေဝင်လာခဲ့ခြင်းဖြစ်ပါတော့တယ်တဏှာဤခန့်အကြမှာခွဲစိတ်ကံတကားပွင့်လာပါတယ်အဲ့ဒီနောက်မှာတော့ဆရာဝန်ကြီးထွက်လာပြီးတက်ခိုင်ကိုလက်ရက်ပြီးတော့ခေါ်လိုက်တယ်ဒီလိုဆိုတော့တက်ခိုင်ကလည်းကမန်းကတန်းထားပြီးတော့သွားလိုက်တယ်ဒါစိတ်ကိုထိန်တော့တန်ရာတွေကသွေးထွက်လွန်းနေပြီ နောက်ပြီးတော့ရင်ညွန့်ကိုထိုးသွင်းတန်ရာကအတော်ကလေးကိုစိုးသွားတယ်။ဆရာတော်တော်လေးစူးစားခဲ့ပါတယ်။ဒါပေမဲ့ကွာဒါပေမဲ့ကွာဆိုပြီးတော့ဆရာဝန်ကြီးမှစိုးနေသွားတဲ့ပုံစံဖြင့်ပဲစကားဆက်ပြီးတော့မပြောနိုင်ဖြစ်သွားသလိုတက်ခိုက်မှလည်းလုံးဝကိုတောင်းတောင်းကြီးဖြစ်နေပါတယ်။သူလုံးဝမငိုပါဒါပေမဲ့မျက်ရည်တွေကတော့မငိုဘဲနဲ့တက်သွင်းသွင်းစည်းလို့နေပါတော့တယ်။ နှင်းမုံရဲ့အမေတော်မြငွေကတော့ခီးလေးချပြီးတော့ငိုတော့တယ်။ကိုတန်လက်စီမှာတော့ဟိုဘက်ပြေးလိုက်ဒီဘက်ပြေးလိုက်နဲ့စောက်တရားမရဖြစ်လို့နေပါတော့တယ်။ဒီနောက်မှာတော့အသက်မပြေသေးတဲ့လူသားမတိန်အမှုဖြစ်ပြီးဆရာဝန်မှာတာဝန်ရှိပုဂ္ဂိုလ်များနဲ့ဆက်လက်ပြီးတော့စကားပြောနေတယ်လို့တက်ခိုင်ကိုလည်းစင်မေးစရာရှိတာစင်မေးကြပါတယ်။ဒီတခါတော့တက်ခိုင်တယောက်မှာအေးအေးဆက်ဆက် သူသီးသလောက်ပြန်ပြီးတော့ဖြည့်ပြီးတယ်အမိုးအရာကတော့အတော်လေးကိုတင်ငိန်လို့နေပါတော့တယ်အင်္ဂလီတလုံးဂျီနန်စီမိကွက်လေးကတက်တိုင်းအဲ့ဒီဂျီနန်စီမိကွက်လေးနှပေးမှာတော့အသက်ဝဉဉ်ကင်းပဲ့နေတဲ့အမျိုးသမီးလေးတယောက်တိတ်ဆိတ်ငြိမ်သက်စွာဖြင့်လဲလျောင်းလို့နေပါတယ်အဲ့ဒီအတူ သူမရဲ့နှပေးမှာလည်းအမျိုးသားတယောက်ငြိမ်သက်စွာထိုင်းနေတယ် အချိန်ကတော့ညနေချက်ဒီခံရှိပါပြီ။ညီမရေတန်တရာတကွေ့မှာအကိုကြီးတို့ပြန်တွေ့ကြမယ်ဆိုရင် အကိုကြီးညီမနဲ့အတူနေချင်ပါသေးတယ်။အေးဆက်ဆက်လက်ကလေးတစ်ဖက်ကိုကျင်ကျင်နာနာဆုပ်ကိုင်ရင်းနဲ့တက်ခိုင်တယောက်မှာပြီးတိုးရှည်ချွနေခြင်းဖြစ်ပါတယ်။မနှက်ပြန်ဆိုရင်ရေချပါတော့မယ်။တက်ခိုင်ရဲ့ဆန္ဒအရအလောင်းကိုဒီတိုင်းထားပြီးတော့ မြေချကနီးမှအခေါင်းသွင်းပြီးဖြစ်ပါတော့တယ်။သုံးရက်လုံးလုံးတက်ခိုင်တယောက်မှနှင်းမုံအနားမှာထိုင်းနေတယ်။ချစ်တဲ့စိတ်ကြောင့်သူ့အနေဖြင့်ဘာမှမဖြစ်တော့လေ။အလောင်းမှ အနှဲငယ်အနန်းကဥနေပြီးဒီဘက်ကလို့အဲကောင်းအခေါင်းတွေဘာတွေလဲမရှိသေးပါဘူး။တော့ပင်မဲ့တက်ခိုင်တို့နှစ်ယောက်စလုံးကိုတနာလုံးနာကြောင့်မြည်သူမှဘာမှမပြောကြပါ။အများစုမှတောက်တခတ်ခတ်ဖြစ်လို့နေကြတယ်။ ကာလာသားတချို့ဆိုရင်တရားခံကိုသိပါကတက်ပြင်ပဲလို့ကျင်းွားလို့နေကြပါတယ်တက်ခိုင်ကတော့အခုချိန်ထိဘာမှမပြောသေးပါသို့ပါတော့လဲငြိမ်သက်နေတဲ့ပင်လယ်ပြင်ဒီပိုပြီးတော့ကြောက်ဖို့ကောင်းလေတယ်ရက်လဲ့ပြီးလို့၃ရက်ခန့်အကြမှာအခုချိန်ထိတရက်ခန့်ကိုမမိသေးပါတရက်ခန့်များသည်ဘွာရင်များပြပြီးလက်ဆလက်နာများကို တခါတည်းဖြောက်သွားခဲ့ကြတယ်။တပ်ခိုင်တယောက်မှာရှားတူဆိုင်မြကန်းတစ်ပေးမှာရှိတဲ့သူ့ရဲ့ကိုင်းဆက်မှာတယောက်တည်းထိုင်းနေပါတော့တယ်။တယောက်တည်းတော့မဟုတ်ပါ။ဘေးမှာတော့အချက်ပလင်းတစ်လုံးပပါတယ်။ဥယိုင်းဖြစ်တာကြောင့်နည်းနည်းတောက်ပြီးတော့မြများပူရမယ်အစားတပ်ခိုင်ကတော့ပြောင်းမြန်ဖြစ်လို့နေပါတော့တယ်။မမူးပူလားဆိုတော့လေမဟုတ်ပါဘူး။မူးပါတယ်။ဒါပေမဲ့လေအသေးစိတ်ပြောက်လောက်အောင်တော့မမူးသေးပါဘူး။ အရက်နဲ့အမီးပိုအတွက်တော့ရွာအလဲကခနော်နီခနော်နဲ့မုတ်ဆန်ကလေးမှကော့ကိုဈေးလော်တထုပ်ပွာလာပါတယ်အရက်ကိုပလင်းလိုက်တကြိုင်မောလိုက်ပြီးကော့ကိုဈေးလော်လေးလင်းငါးစေးခန့်ဗစက်သေးကိုပြစ်ထည့်လိုက်ပြီးတော့တကြွန်းကြွန်းမြီအောင်ဝါရဲနဲ့ဝါနဲ့ပူဆွေးနေတဲ့မြောင်းဝန်းများဖြင့်တက်ခိုင်တယောက်မှမြစ်ပြင်ကျဲကြီးကိုငေးပြီးတော့ကြည့်လိုက်ပါတယ်ရေမရေနှလုံးသားကမြက်ဖြားခံပြီးစီးစင်းလာတယ် အကိုရဲ့မျက်ရည်တွေယာတူဆိုင်မျက်ကနေတဆင့်ပင်လေတဲ့ကိုစီးဝင်ပါစီတော့အကိုငိုရတာလေဒီတခါနောက်ဆုံးဖြစ်ပါစီတော့ဒီလိုမျက်ရည်အရွှဲသားဖြင့်အယိုးကြီးတယောက်ပမာတကိုယ်တည်းထိုင်ပြီးတော့ပြောနေမိတော့တယ်ငှက်တွေကလည်းအိတ်တန်းတက်လို့နေပါပြီအဲ့ဒီအတူတက်ခိုင်တယောက်လည်းလေးဒီလေးကန်ခြေလမ်းများဖြင့်တဲရှိရာကိုပြန်လာခဲ့တယ်ရက်လေပြီးကြတဲ့က တက်ခိုင်တဲမှာပဲနေပါတယ်ပြည်သူထဲမှာစကားမပြောချင်တာကြောင့်ဖြစ်ပါတော့တယ်တဲကိုလျှောက်ပါပြီနှုတ်မှ အာမေဒိတ်တတစုံတရာထွက်ပေါ်မလာတော့လေတက်ခိုင်တယောက်မှာရက်မောင်ကျုပ်ပြီးတော့ကြိလိုက်မိတယ်သူချက်ထားတဲ့ထမင်းအိုးအပေါ်မှာဝါချင်းချင်းစာရွက်တစ်စောင်ရောက်နေတာကြောင့်ဖြစ်ပါတယ်ကြားကြီးတို့အဖွဲအဲ့ဒီစကလုံးငါးလုံးကို တပ်ခိုင်တယောက်မှာအပြန်ပြန်အလန်လန်ဖတ်နေမိတော့တယ်။ဘာကိုဆိုလို့နေမှာသူတိလို့နေတော့လေ။နားမလဲနိုင်တာကတော့ရဲတွေကိုအရင်သွားပြီးတော့မပြောပဲနဲ့သူ့ကိုဘာကြောင့်လာပြီးတော့ပြောပြနေတာလဲ။သို့ပေမဲ့လေတပ်ခိုင်မှာရှေရှေဝေးဝေးတော့စဉ်းစားလို့မနေတော့ပါ။မထီတတိတစ်ချက် ပြုံးလိုက်ပြီးကိုင်းခုတ်သားကိုထမ်းပြီးတော့သူ့ရဲ့ခြေလမ်းတွေကိုရွှေတောင်မော်စိတ်ကမ်းဘက်ကိုဦးတီလိုက်ပါတယ်။ အနှဲငယ်တော်လှမ်းနေတို့ပါတော့လေပြဿနာတော့တိတ်မရှိပါဘုံဆိုင်တဏျာမှာဒီကောင်တွေရှိနေတတ်ပါတယ်စိတ်ကန်းကိုရှောက်ပါပြီတဆိုင်ဝင်တဆိုင်ထွက်လိုက်ပြီးတော့ရှာတော့လေတက်ခိုင်တယောက်မှာလိုချင်တဲ့ပြက်မှတ်ကိုရှာလို့တော့မတွေ့သေးပါနိုင်ဝက်ခံအကြမှာတော့အောက်ပိုင်းဘက်အချမ်းမှာရှိတဲ့ကြောင်ကြကြပုံဆိုင်တစ်ခုထဲမှာကြားကြီးနဲ့သူ့ရဲ့ခြေတင်းတယောက်ကို တွေ့လိုက်ရှာပါတယ် မပြောမဆိုဖြင့်တက်ခိုင်မှာကြားကြီးကိုပြေးပြီးတော့ခုတ်လိုက်တယ်။ရုတ်တရက်ဖြစ်သွားတာကြောင့်ကြားကြီးမှမဆောင်နိုင်ခဲ့ပါဘူး။ကြားကြီးဘေးကနှာခေါင်ကလည်းကြောင်တောင်တောင်ဖြစ်လို့နေပါတော့တယ်။တက်ခိုင်ရဲ့ပထမခုတ်ချက်မှာလည်းကြားကြီးရဲ့ချက်ကောင်းတက်တဲ့ကိုထီသွားပြီးဖြစ်တော့တယ်။သို့ပါတော့လေတက်ခိုင်တရောက်စိတ်တော်မပြေပါ။လူစိတ်ကပျောက်နေတာကြောင့်မဲမဲမြင်ရကိုဆင့်ကဆင့်ကဖြင့်ခုတ်ပါတော့တယ်။ကြားကြီးရဲ့အလောင်းသည်ပေါ်ပြီးတော့ခုတ်ပြီးကစား ဝက်ကြီးတစ်ကောင်နဲ့တူးနေပါတယ်အသားတင်များကတစားစီပြန်ကျဲနေတယ်လို့ဦးတွေကလည်းတစားစီထွက်ချလို့နေပါတော့တယ်ကြားကြီးရဲ့တပည့်ရင်းတွေဖြစ်ကြတဲ့တတိကေနှစ်ယောက်မှာတော့တက်ခိုင်ကြားကြီးကိုပပယ်နေနေခုန်နေတဲ့အချိန်ကလေးကထွက်ပြေးလို့သွားကြပါပြီစိတ်တန်းကြခုတ်ပြီးတဲ့နောက်မှာတော့တက်ခိုင်တယောက်မှာတတိပြန်ပြီးတော့ဝင်လာတယ်လို့ပဝန်းကျင်ကိုလည်းတက်ချက်အကဲခတ်လိုက်ပါတယ် အဲ့ဒီနောက်မှာပင်းသက်တစ်ချက်ကိုလေးလေးပင်ပင် ရှက်လိုက်တယ်အချိန်တွေနဲ့လောက်ရက်တွေသည်နောက်ပြန်ဆုပ်လို့တော့မကြတော့ပါပုံဆိုင်ပိုင်ရှင်မှာအစကတက်ခိုင်ကိုဝင်ဆွဲမလို့လှုပ်ခဲသေးပါတော့လေတက်ခိုင်ရဲ့လူစိတ်ပြောင်းနေတဲ့အမှုအရာကြောင့်ကောင်တာမှာပင်မထိုင်တော့ပဲဆိုင်အနောက်ဘက်ကိုပြေးပြီးတော့ဝင်သွားတော့တယ်တက်ခိုင်မှာပဝန်းကျင်ကိုအချက်ဝေ့ပြီးတော့ကြည့်လိုက်တယ်ဆိုင်အတွင်းမှာမြည်သူကိုမှမတွေ့ရပါဘူး အဲ့ဒီအစားစိုင်းအပြင်းမလားမကမ်းပါတော့လူတွေကစုယုံစုယုံဖြစ်နေပါတယ်တက်ခိုင်တယောက်မှာအဲ့ဒီသူတွေကိုဂယုဆိုင်လို့မနေပါသွေးအေးတဲ့အမှုအရာဖြင့်ကောင်တာဘက်ကိုရှောက်သွားပြီးဘီအီတလုံးကိုဆွဲလိုက်ပြီးတော့သူ့ရဲ့ခုတ်ချက်ကြောင့်တစားစီဖြစ်နေတဲ့ကြားကြီးရဲ့ဘက်ကို ပြန်ပြီးတော့ရှောက်လာခဲ့တယ်ဒီနောက်မှာတော့ကြားကြီးမြေလက်စငရမ်း၆ပုတ်ကိုယူလာတဲ့ဘီအီဖြင့်ကြီးနေပါတယ် ထို့သို့တောက်စားနေရင်မှ ရုပ်ပြက်ဆင်းပြက်ဖြစ်နေတဲ့ကြားရဲ့အလောင်းကိုကြည့်ပြီးတော့တက်ခိုင်တရောင်မျက်ဝန်းတငယ်အိမ်တွေထမှန်ကြီးမြောင်းလို့လာခဲ့တယ်။ဒီတခါမြင်ကွင်းကိုတော့ချောင်းကြည့်နေကြသူတွေဘလို့မှမခံစားနိုင်တော့ပါ။တက်ခိုင်တရောင်မှကြားရဲ့အသေးကိုဆွဲထုတ်ပြီးအစိမ့်လိုက်ကိုက်စားပြီးတော့ဘီအီးဖြင့်မြင်းနေတာကြောင့်ဖြစ်ပါတယ်။အကုန်လုံးကတက်ခိုင်တရောင်ယူသွားပြီလို့တောင်မှထင်နေကြတော့တယ်။ သူတို့တွေထင်ကြသလိုတောက်ခိုင်တရားကိုယူသွားရင်လေခါခေါဟုတ်ရှိပါသေးတယ်အခုဟာကယူသွားတာတဲ့အစမတန်စိုးတဲ့ level တစ်ခုကို ရောက်ရှိသွားခဲ့ခြင်းဖြစ်ပါတယ်စိတ်ကန်းတာဝန်ရှိသူများမှာအခြေအနေကိုဝင်ရောက်ပြီးတော့ထိမ့်သိမ့်လို့တော့လေအန်တရယ်ရှိတဲ့အနေအထားဖြစ်တာကြောင့်ရဲတပ်ဖွဲ့ကိုလူလွတ်ပြီးတော့အကူအညီတောင်းလိုက်ရပါတယ်ဒီလိုဆိုတော့ရဲတပ်ဖွဲ့ဝင်များမှလည်းလက်နက်အပြည့်အစုံဖြင့်ဆင်းလာခဲ့ပေတယ် တဖက်မှာတော့တက်ခိုင်တယောက်မှာစိတ်ချေနလအောင်ပြုတ်မှုပြီးတဲ့နောက်သူ့ရဲ့အကိုင်းခုတ်တာကိုတစ်ချက်လှမ်းပြီးတော့ကြိလိုက်တယ်။စေထန်ထန်သူတွေကအနှဲငယ်ပင်၆လို့နေပါပြီ။ဒီလိုဆိုတော့ကောင်တာမှာရှိနေတဲ့သတင်းစာဟုတ်တုပ်ကိုသွားယူပြီးသူ့ရဲ့ဓာတ်ကိုသတင်းစာဖြင့်အချအနာပတ်ပါတယ်။အဲ့ဒီနောက်မှာတော့သတင်းစာပတ်ထားတဲ့ဓာတ်ကိုထမ်းပြီးခြေလန်းကျဲကြီးများဖြင့်ဘုံဆိုင်အပြင်ဘက်ကိုထွက်လာခဲ့တော့တယ်။ တိုးထွက်လာတဲ့အချိန်မှာတိုက်တိုက်ဆန်ဆန်ကြည်သူရဲတပ်ဖွဲ့ဝင်များကလည်းရောက်ရှိလို့လာခဲ့တယ်။လက်နက်ချတော့လုံးဝမလုံနဲ့ရဲတပ်ဖွဲ့ဝင်တယောက်ပြောလိုက်ခြင်းဖြစ်ပါတယ်။ဒီလိုဆိုတော့တပ်ခိုင်တယောက်မှနှစ်နှစ်ချာချာပြုံးလိုက်ပြီ။ဆရာတို့မလာလေ။ကျွန်တော်ကလာခဲ့မလို့ပါပဲ။ဓားတော်မှာတည်င်းစာပတ်ပြီးပြီ။ကျန်တာဆရာတို့တာဝန်ရှိတယ်လို့ဆက်လက်ပြီးတော့ဆောင်ရွက်ပါ။ ပြောပြောဆိုဆိုဖြင့်ဓားကိုရဲတွေဘက်ကိုပြစ်ပေးလိုက်ပြီး လက်ကိုမြှောက်ထားလိုက်ပါတယ်။ဒီလိုဆိုတော့ရဲတပ်သားနှစ်ယောက်မှတက်ခိုင်ကိုချုပ်ပြီးတော့လက်ထိတ်ခတ်လိုက်ကြတယ်။တက်ခိုင်ကလည်းအသားတကြီးအဖမ်းခံပါတယ်။ပြန်လဲကိုကံခြင်းမရှိ ထွက်ပြေးခြင်းမရှိပဲအလွဲတကူအဖမ်းခံခဲ့တဲ့အပြင်နင့်နာသူမှလည်းရှားစွန်းလူစိုးစင်ရင်ဝင်တဲ့အပြင်နောက်ပိုင်းစုံစမ်းမှုများအရနှင်းမုံရဲ့အမှုတွဲကိုပါ တွေးလိုက်ရတော့တယ်ဒီလိုဆိုတော့တက်ကိုင်းမှာထောင်တန်း၁၂နှစ်ကြာခံခဲ့ရပြီမဲ့နှင်းမုံကိစ္စကြားကြီးအမှုတွေတုံးရမှာတော့အလောက်ကျမ်းနဲ့ထောင်တန်း25နှစ်အထိကြာခံခဲ့ရပါတယ်သူတို့အကုန်လုံးမအူပင်ထောင်ကြီးချုပ်မှာအတူတူကြာခံခဲ့ရတယ်ကံကောင်းတာတခုကသူတို့သုံးအောင်စလုံးတက်ခိုင်နဲ့ထိတ်တိုင်မတွေးလိုက်ရပါဘူးမအူပင်ထောင်ကြီးချုပ်သည်တက်ခိုင်ကိုပညာများစွာသင်ပေးခဲ့ပါတယ် ဝင်ကာစားအစပိုင်းမှာတက်ခိုင်တယောက်အလူးအလဲခံလိုက်ရတယ်။၃ရာနဲ့ဖြင့်ဝင်လာတဲ့သူ့ကိုတာမန်အမှုတွဲတွေကရှိန်ကြတော့လေရှင်းနေပြီးသားထောင်မင်းသားကြီးများမှာသူတို့နေရာကိုလူမာဆိုတာကြောင့်ဝိုင်းဝန်းပြီးတော့ဒန်ဒိန်ထားကြတာကြောင့်ဖြစ်ပါတော့တယ်။တော့ပါတော့လေတနည်းခံအကြမှာတော့အခန်းလူကြီးဖြစ်လာသည့်အထိတက်ခိုင်တယောက်မှာလိန်မာပါနတ်စွာနေခဲ့ပါတယ်။တက်ခိုင်ထောင်တတန်းကားနေမှာတော့ အကြောင်းအမျိုးမျိုးကြောင့်နိုင်ချင်းများနဲ့အတူမြောင်းမြထောင်ကိုလွှဲပြောင်းခြင်းကိုခံခဲ့ရတယ်။နာမည်ကျော်လူမကြီးလမ်းမတော်ဖိုးတော်ကို ကောင်းချခဲ့တဲ့ထောင်ပဲဖြစ်ပါတယ်။ဟုတ်ကဲ့ပါခင်ဗျာ။စာရေးဆရာတုံညရေးသားထားတဲ့တက်ခိုင်ဆိုတဲ့လူမကြီးဇလံကောင်းရဲ့အတွဲနှစ်ရဲ့အပိုင်းနှစ်ကတော့ဒီနေရာပါတင်ပြီးဆုံးသွားပြီ ဖြစ်ပါလေခင်ဗျာ။စာမူရှိသလောက်ကိုတင်ဆက်ပေးလိုက်ရခြင်းဖြစ်ပါလေခင်ဗျာ။ ကျန်တဲ့အပိုင်းများကိုလည်းစောင့်မျှော်အားပေးကြပါအောင်တော့အားလုံးကိုကျေးဇူးတင်ပါတယ်အစီအစဉ်တင်ဆက်သူကတော့ကျွန်တော်ထအောင်ပဲဖြစ်ပါတယ်ခင်ဗျာ